CSC တွေကိုကျွန်တော်တို့မစ်စာတဲ့ကထွက်လာတယ်ဒီလိုမျိုးကျုပ်တုံးကြီးတွေကံကြီးတွေတဲကိုကျွန်တော်တို့ကထည့်လိုက်တယ်ထည့်လိုက်တဲ့အချိန်မှာဒီ CSC အုပ်စက်ယုံကတော့သူကလုပ်ငန်းကြီးတွေတော့ကြီးပါတယ်တနည်းကို ထောင်းနဲ့တောင်းနဲ့3 4 5000လောက်ကိုသူထုတ်နိုင်တဲ့အနေထားမှာရှိပါတယ်။ဒါတို့ကြောင့်ဒီ CSC ပြောရည်တွေကိုသူတို့ကဒီလိုကျုပ်ပစ်3ကြီးမှာရှိတဲ့ထဲကိုထည့်လိုက်တယ်။ညာတွေကအရန်၄လံနဲ့တော့ရောသူတို့က ယထာလျှောက်လန်းလူမျိုးနဲ့တို့ကရွှေရှားတဲ့စနစ်တွေတုံးနေတို့ဒီဟာတွေကိုပျော်ရည်တွေကိုဒီကံကြီးတွေမူကြီးတွေလှုပ်ပြီးတော့ဒီမူကြီးတွေအားဆိုလို့ရှိရင်၃ပေ၄ပေပတ်လည်လောက်ရှိတဲ့မူလုံးကြီးတွေဖြစ်ပါတယ်ဒီဟာတွေကိုတို့တတ်မှတ်တဲ့နေရာကိုသုံးရွှေ့သွားတယ်ရှေ့သွားပြီးလို့ရှိရင်ဒီဟာကိုငြိမ်အောင်ထားတယ်ငြိမ်အောင်ထားပြီးလို့ရှိရင်သူ့ရဲ့ setting အတိုင်း အပေါ်မှာမူတည်ပြီးတော့သူက6လပါလိမ့်မယ်6လတဲ့အချိန်မှာ6ခင်ဆက်ကြမှာသူတို့လူရာတွေကိုထပ်ပြည့်မယ်အနာတွေကိုညီအောင်လို့အပေါ်ကတွေပြီးတော့စလုံးတိုက်မယ်ညီအောင်ညှိမယ်ညှိပြီးလို့ရှိရင်သူရဲ့စတင်တိုင်း၄နာရီ၅နာရီဒါကတော့လုပ်ငန်းကျွမ်းကျင်မှုပေါ်မှာမူတည်ပါတယ်သူ့ရဲ့လုပ်ငန်းလုံနေတဲ့အမြအကျွမ်းကျင်မှုတွေလည်းလူပါတယ် ူကလုပ်ငန်းကိုလုပ်လာတာ၄၅၆နှစ်အတွင်းမှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့လုပ်ငန်းကျွမ်းကျင်မှုကတော့များစွာလိုအပ်ပါတယ်သူတို့ကြောင့်ကျွန်တော်တို့စလုပ်တဲ့လူတွေအနေနဲ့ဒီလိုမျိုးလုပ်ငန်းအကြီးကြီးတွေလုပ်ဖို့ခက်ခဲနေရင်တော့လေကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်ပြီးတော့လုပ်ငန်းတည်တည်လေးတွေကားပြီးတော့စပြီးတော့လေ့လာလို့လည်းရပါတယ်အကြံလည်းပြုပါတယ်လိုအပ်တာတွေကိုလည်းနင်းမြန်းလို့ရပါတယ်သူတို့ကြောင့်ဒီလို CSC ပြောရည်တွေကိုသူကသူတို့တတ်မှတ်တဲ့နေရာကိုထားရတဲ့ သူတို့တတ်မှတ်တဲ့နေအောင်ထားထားပြီးတော့သူတို့လိုအပ်တဲ့အပူချိန်ညက်လိုအပ်တဲ့နေရအချိန်မှာသူတို့က9နိုင်6နိုင်တော့လကောင်းသူတို့၆သွားမယ်၆သွားတဲ့အချိန်ညလို့ရှိရင်ဘီကာဘာတွေကိုသူတို့က lock တွေဖြုတ်ပြီးတော့ဘီကာဘာတွေကိုခွာလိုက်တော့ဒီလို concrete CSC ဒုံးကြီးကတုံတိုင်းဖြစ်နေတယ်အဲ့အတုံတိုင်းကြီးကိုသူတို့ကမိုးပေါ်မှာတင်ပြီးတော့ရှောက်လန်းကတည်ပြီးတော့ဖြတ်တဲ့ cutting set တွေနေရာကိုသူတို့ကရွှေရှားတဲ့နန်းချောင်းကတစ်စင်းသူတို့ရွေ့သွားလိုက်တယ် ွေ့သွားပြီလို့ရှိရင် DCSC တုံးတွေကအရင်ခြောက်သွားတဲ့အညီထားမှာမရှိသေးဘူးပျော်ရည်တွေရည်ခဲသွားတဲ့အညီထားပဲရှိပါသေးတယ်ဒီလိုခဲသွားတဲ့အညီထားမှာရွေကူစွာဖြင့်သူတို့ကကက်တင်ခေါ်တဲ့လွှတ်တဲ့ဖြတ်တဲ့လွှတ်တွေပါတဲ့စက်ကြီးနဲ့သူကအော်တိုမက်တစ်သူကဖြတ်ယူပါတယ်ဒီစနစ်တီကတော့ YouTube ထဲမှာလည်းရှာလို့ရပါတယ် YouTube ထဲမှာတခြားဗီဒီယိုတွေလည်းရှိပါတယ်နိုင်ငံခြားမှာလုတ်တဲ့ဗီဒီယိုတွေကိုရှာကြည့်နေသူတို့ရှိရင် how to make CAC concrete block ဆိုရှာလိုက်လို့ရှိရင်တော်တော်များများနိုင်ငံတကာတင်ထားတဲ့ video တွေရှိပါတယ်ဒီစက်ယုံကတော့ကျွန်တော်တို့ဗမာပြည်မှာကျွန်တော်တိတိမြတွေမှာ အကြီးဆုံးစက်ယုံတယုံ ဖြစ်ပါတယ်ဒီစက်ယုံကတော်တော်လေးလေဖြီးရောက်နေပါပြီ CAC လောကသားတွေထဲမှာတော့သူကစက်ယုံအကြီးလို့ကျွန်တော်မှတ်ယူထားပါတယ်ဒီဟာဆိုလို့ရှိရင်သူတို့ ဒီ CSC ဘလောက်တုံးကြီးကိုရှောက်လန်းကိုအားကိုးပြီးတော့ဒီ cutting set ထဲကိုသူကထိုးသွင်းလိုက်တယ်ထိုးသွင်းပြီးတော့ဘဲဘက်နဲ့ညာဘက်ကို လွှာတွေကအလိုက်တင်လေးသူထိုးဖြတ်ဖို့အတွက်ကိုသူချိန်ထားပါတယ်ဒီလွှာတွေကလည်းကိုကြိုက်တဲ့ site ကိုလူချင်းအောင်လေးလမဒုတော်၎င်း6လမဒုတော်၎င်း7လမဒုတော်၎င်းသူတို့ကဖြတ်ဖို့အတွက်သူတို့စီစဉ်ထားပြီးသားဖြစ်ပါတယ်ကိုကြိုက်တဲ့ site ကိုသူတို့ ရွှေရှားပြီးတော့လွှာတွေကိုချိန်ဖြတ်လို့လည်းရပါတယ်ဒီဆက်ကတော့ပူပြီးတော့လုတ်သားအင်အားကိုလည်း short ချနိုင်ပါတယ်တဏီတဲနဲ့အများကြီးလည်းထုတ်လုပ်နိုင်ပါတယ်သူ့ရဲ့စိတ်ယုံမှာဆိုရင်တဏီတဲကိုအလုံးတောင်းနဲ့ချီသူထုတ်လုပ်နိုင်ပါတယ်ဟုတ်ဥမာမြင်တွေ့နေရတာကတော့ဘေးကကာဘာတွေကိုသူတို့ကခွာချလိုက်တယ်တန်ကာဘာတွေခွာချပြီးတော့ဒီ ချက်တဲ့ cutting set တွေကိုဒီလိုရွေးချလိုက်နေသူကတွင်းလိုက်တယ်တွင်းလဲတွင်းပြီးရောသူက auto ဖြတ်တဲ့ဆက်ကြီးနဲ့ဖြတ်တယ်ကြွသွားတွေကသူ့ဘာသူ auto အောက်ကိုဖြတ်ချပြီးတော့ဆင်းသွားတယ်ဒီလွှတ်သွားခုံကသူ့ဆက်ယုံမှာဆိုရင်နှစ်ခုံရှိပါတယ်အဲ့ဒီလိုနှစ်ခုံရှိတဲ့အတွက်ကြောင့်နှစ်ခုံကဖြတ်လိုက်လို့ရှိရင် block တုံးအတိုင်းသူကအုပ်ကိုရရှိပါတယ်တရားကတော့ လူလူကြီးမင်းတို့မြင်တွေ့ရတဲ့အတိုင်းအလေကအုပ်ကနည်းနည်းသေးတယ်ဘေးကအုပ်တွေကနည်းနည်းကြီးတယ်သူက site ကိုလူတဲ့နေရာကိုလွှာတွေကိုချိန်ရွယ်ပြီးတော့ရွှေ့ရှားလို့ရတဲ့အနေအထားဖြစ်ပါတယ်ဒီလိုဖြတ်ချင်းအပြင်သူကမပြော့မမာတဲ့အချိန်မှာဖြတ်လို့ပဲရပါတယ်ရမ်းမာသွားရင် ဖြတ်လို့မရပါဘူးတို့တကြောင်ဒီလုပ်ငန်းကဆိုလို့ရှိရင်ဒီလိုကတ်တင်နဲ့ဖြတ်တဲ့ နစ်ကဆိုလို့ရှိရင်လုပ်ငန်းကျွမ်းကျင်မှုအများကြီးလိုပါတယ်သူစက်ယုံပိုင်ရှင်ရလည်းအချိန်တုန်းကသူဆုံးရှုံးမှုတွေအများကြီးနဲ့သူလေ့လာသင်ယူခဲ့ရတယ်အများကြီးလေ့လာခဲ့ရပါတယ်ဒါကြောင့်ဒီလိုကတ်တင်စနစ်တရားဆိုလို့ရှိရင်လုပ်ငန်းမကျွမ်းကျင်ဘဲနဲ့လုပ်ဖို့ခဲရင်းပါတယ်ကုန်ကြစည်တွေလည်းများတယ်လုံသားတွေလည်းကျွမ်းကျင်ဖို့တင်ယူရတာတွေအများကြီးရှိပါတယ်ဒီလိုကတ်တင်စနစ်ကတော့ပိုကြီးလုပ်ငန်းလေးမြန်တယ်လုံအားကတွေလည်းရှော့ချနိုင်တယ် ထွက်လာတဲ့ပစ္စည်းတွေကလည်းအများကြီးဖြစ်နိုင်တယ်အများကြီးရပါတယ်ဘုရားကြောင့်ဒီလိုစနစ်ကတော့လုပ်ငန်းကြီးရင်ကြီးသလိုရင်းနှီးနိုင်ပါတယ်တချို့တွေက CSC ဆက်ယုံကိုဘလောက်နဲ့ရင်းနှီးမြုပ်နှံမှုစတင်နိုင်တယ်လဲဆိုတာကတော့ဒီကကတော့အရင်းနှီးညောင်းညားဆိုတာကုန်တဲ့စက်ယုံတယုံဖြစ်ပါတယ် ဘယ်သူမဆိုဆက်ဆာလေးတော့တီတလီရတွေစလို့ရတယ်လူလုပ်ငန်းကြီးကြီးဆိုလည်းလုပ်လို့ရပါတယ် CSC ကတနိုင်တစ်ပိုင်းတီတလီလည်းလုပ်လို့ရတယ်အကြီးကြီးလည်းလုပ်လို့ရတယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မှာမူတည်ပြီးတော့စက်ယုံအကြီးကြီးတွေကိုလုပ်ငန်းရှင်တွေကအခု